ဒီနေ့အစည်းအဝေးမှာ data တွေစီတဲ့အခါမှာသူကဘယ်ဘက်ကနေညာဘက်ကိုအစည်းအဝေးလိုက်ပြအောင်ရွှေ့ခြင်းနေအဲ့တော့ data တွေစီတဲ့အခါမှာဘယ်ဘက်ကနေညာဘက်အစည်းအဝေးလိုက်ပြအောင်လုပ်မယ်ဆိုတော့အခုဒီမှာ data ဖြည့်ထားတဲ့အခါမှာ column လိုက် cut long number ရှိတယ် product နေရှိတယ် product code ရှိတယ်အဲ့တော့ကိုကဖြည့်ခြင်းတာက product code ရဲ့အနောက်မှာမှာ product name ထားခြင်းနေ product ကိုရှိမယ်ပြီးရင် product name ရှိမယ်ပြီးမှ category လာမယ်ပြီးမှ brand လို့ specification လို့ screen size အဲ့လိုမျိုးကိုစိတ်တိုင်းကြပြင်ချင်တယ်အဲ့လိုပြင်မှုအတွက်ဆိုရင်ဒီခေါင်းစဉ်လေးတွေကိုဘယ်ညာရွှေ့ကျင်တာပေါ့နော်အဲ့လိုရွှေ့ဖို့အတွက်ဆိုရင်ဒီအပေါ်ဘက်မှာရှိရဲ့ကိုလိုချင်တဲ့နံပါတ်အစီအစဉ်တိုင်းသွားမယ်။ဆိုတော့ဆိုဒီမှာဆို product code ကိုထိတ်ဆုံးမှာထားခြင်းနဲ့1 product code ပြီးသွားရင် product name 2 ပြီးမှ category 3ပြီးရင် category ပြီးတော့မှဘာကိုပြန်ရွှေ့ကျင်လဲဆိုရင် for brand ကိုရွှေ့ကျင်တယ်ပြီးရင် pay brand မျိုးစားနောက်က specification က5ပြီးရင် desk က9ဒီဘက်က screen size က8ဒါလိုမျိုးလေးတော့မြင်ဖို့နော်အဲ့ဆိုအဓိကဒီရှိရ၃ခုကိုလှည့်ခြင်းတယ်ရှိရ၃ခုမှာ product ကိုရှင်းဆုံးရအောင်မြင် ပရိုတန်နေမှာဒုတိယနေရာမှာရှိမယ်ကက်တဂိုရီကတတိယနေရာမှာရှိမယ်အဲ့လိုပုံစံလုပ်ဖို့အတွက်ဆိုရင်ဒီဆဲခွက်တီကိုအရင်ဆုံးဒီဆဲခွက်အပေါ်မှာကိုလိုချင်တဲ့ serial light ကိုနံပါတ်1ဖြည့်ပေးဖို့လိုတယ်နော်အဲ့တော့အခုဆိုရင်1ကအရင်လာမယ်ပြီးမှ2ပြီးမှ4 5 6အဲ့လိုဖြစ်ပြီးသွားရင်တော့ဒီဆဲခွက်ကိုဆက်လက်မှတ်လိုက်ဆက်လက်မှတ်ပြီးခိုင်းစီနေကြတိုင်းမြေ data တွေက sonnet သွားပြရမယ် ဆွနေသွားပြီးရင်တော့ဒီညာဘက်မှာ my data has header ဆိုတာလေးမှာအမှန်ချင်းရှိဖို့လိုတယ်เนาะပြီးရင်ဒီဘက်ပေးရ option ကိုနှိပ် option ကိုနှိပ်ပြီး sort left to right ဘာလို့လဲဆိုရင်ဘယ်ညာရွှေ့ချင်တာ left ကနေနဲတာကနေတဖြည်းဖြည်းညာဘက်ကိုညာသွားမယ်ဒါကြောင့် sort left to right ကိုရွှေ့ပေးရမယ်ပြီး okay နဲ့ထွက် โอเคเนี่ยถั่วပြီးသားဒီအောက်မှာ shop buy ဆိုတာကြီးကျန်သေးတယ်။အဲ shop buy ရဲ့ download လို့မှနှိပ်ပြီးတော့ကိုယ့်ရဲ့ rule ကဒီမှာဆိုဘယ်အစားတာလဲဒီ number တွေစီထားသည်1မှာစီထားမှုလို့ rule 1ကိုရွှေ့မယ်။ order ကိုထပ်ရွှေ့ဖို့လို့လေ smallest to largest လေးရွှေ့ထားမယ်။ပြီးရင် okay နဲ့ထွက်လာ ါဆိုရင်ဒီမှာ product code ကအရင်လာတယ်ပြီးမှ product name ဒီမှာ category ကိုလိုချင်တဲ့အတိုင်းစီစဉ်လေးဖြစ်သွားပြီ။ဒါဆို Excel မှာရှိတဲ့ data လေးမှာ data တွေ segment တွေကို left to right စီတဲ့အပိုင်းလေးလောက်ပြပေးခဲ့တာနော်။ဒါလေးဆိုရင်စီတဲ့အပိုင်းမှာ left to right ရှေ့နောက်စီရလေးအဆင်ပြေသွားပါလိမ့်မယ်။